ညသမီးပြည်သက်တွေကိုစိတ်ချမ်းသာစေခဲ့တဲ့ အေဂျင့်မောင်ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်နောက်ဆုံးရဆယ်လီတင်းတွေကိုစူးစီးဖော်ပြတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ page လေးကနေပြန်လည်ကြိုဆိုလိုက်ရပါရရှင်အေဂျင့်မောင်ကတော့ဒီနေ့ပိုင်းအတွင်းမှာအတော်လေးအောင်မြင်လာတဲ့ရုပ်ရှင်မင်းသားတစ်လက်ဖြစ်ပါရယ်ရုပ်ရည်ယူပကဖြောင်းတယ်လို့စိတ်သဘောရကလည်းကောင်းနေအပြင်တရုတ်ဆောင်မိုင်ဆိုရင်လည်းပိုင်နိုင်တာကြောင့်ပြည်သက်တွေရဲ့အပိမှုတွေကိုအလျင်မြန်ရရှိနေသူတူပါမနစ်ကအကယ်မီပေးပွဲမှာဆိုရင်လည်းအကောင်းဆုံးအမျိုးသားစပိုးစုကိုစုခူးနိုင်ခဲ့ပါရယ် ရုပ်ရှင်စကားပေါ်များစွာကိုလည်းရှိုက်ကူနေသလိုဖန်အင်အားလည်းအတော်တောင့်နေပါရယ်။အထူးသဖြင့်မြို့သမီးပြိသက်တွေဆိုရင်အေးဇာမောင်ကို၁၄လောက်အထိမခံကြပါဘူး။အဲ့လိုမျိုးအပင်မိုရီကြောင့်ပဲအေးဇာမောင်ကကိစ္စတစ်ခုကိုချက်ချင်းဖြေရှင်းနေတဲ့မြို့သမီးပြိသက်တွေကိုဝမ်းသာစေခဲ့တာဖြစ်ပါရယ်။ဟုတ်ပါရယ်။တရက်ပိုင်းမှာဆိုရင်အေးဇာမောင်နဲ့ပတ်သက်ပြီးကောလာဟလသတင်းတစ်ပုဒ်ကအတော်လေးကြည်ကြည်ပြန်ပြန်ကိုထွက်ပေါ်နေပါရယ်။သာပါလေဆိုရင်အေးဇမောင်စီမှာငငယ်ရရကြိုက်နေတဲ့ရီစာတူရှိကြ။အဲ့ဒီရီစာနဲ့အေးဇမောင်တို့ကကြိတ်ပြီးတွဲနေရဖြစ်ကြောင်းနေပါဝင်တဲ့ကောလာဟာလာတဲ့ရင်နေပါ။ ဒီတဲ့တွေကိုကြားကြကြမှာအမျိုးသမီးပြည်သက်တွေကဟောက်လားမဟုတ်လားတကယ်များလားဆိုပြီးဝေဝါးကုန်ကြပါရယ်။ဒါကြောင့်ကာယကရှင်တွေစီကဖြည့်ရှင်းချက်တွေကိုစောင့်မျှော်နေခဲ့ကြပါရယ်။တောက်တည်ရဲ့အေဂျမောင်ကလည်းအခုလိုပဲဖြည့်ရှင်းပေးလာပါရယ်။အေဂျမောင်ကသူ့ရဲ့ Facebook တရားဝင်စာမျက်နှာကနေအခုလိုပြောလာခဲ့တာပါ။ Official single လို့ပဲပြောကြမှာရယ်ခင်ဗျာ။ No silent no left ဒီလိုမျိုးအရင်မရအဖက်များ caption တွေတင်လေးတင်ထားမရှိပါဘူး။တင်တယ်လို့တင်တာပါ။အနောက်ဆက်ဖြင့် sorry ပါခင်ဗျာဆိုရယ် status လေးကိုတင်ထားခဲ့တာဖြစ်ပါရယ်။ ဒါကြောင့်လေအေးကြောင့်မကုနှမျောတတဖြစ်နေကြတဲ့သူတွေအနေနဲ့စိတ်ချမ်းသာခဲ့ရပြီပဲဖြစ်ပါတယ်။အစပိုင်းတော့ကအေးကြောင့်မကတရုတ်ဆောင်မင်းမြတ်မုံနဲ့ခိုးတွေ့နေကြတဲ့တဲ့င်းတွေထွက်ဖူးပါတယ်။သူတို့ညကအတွေ့အဖက်ညီစွာတရုတ်ဆောင်နိုင်ငံကြတဲ့လို့မို့လေအပြေပါခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့သူတို့ညတွေ့ရတဲ့စက္ကရီလည်းမထွက်လာတော့တယ်လို့သူတို့လည်းဝေးကွာသွားကြပြီလို့ယူဆရဖြစ်ပါတယ်။မြို့သမီးပရိသတ်တွေကတော့အေးကြောင့်မမှာရီစားမရှိလေကောင်းနေပါပဲ။ဒါမှလေသူတို့ချရတဲ့မိသားလေးကိုအပြေအဝစပိုရင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒီဗီဒီယိုကြည့်ရှုနေတဲ့အထဲမှာအေးချမ်းမောင်အပီးရတဲ့တွေရှိကြလားရှင်။အေးချမ်းမောင်ရဲ့ယူသားရဲ့စိတ်ထားနဲ့တယောက်ဆောင်ပိုင်းမှာပြည့်ဝတဲ့ပါရမီကြောင့်သူဟာတိတက်ပို့ပြီးတော့အောင်မြင်လာအောင်မယ်ဆိုတာကတော့မြေကြီးလက်ခံမလဲပါပဲရှင်။အခုချိန်မှာဆိုရင်လေအေးချမ်းမဟာဝိုင်းရဲ့တယောက်ဆောင်သူထူဆန်ဦးစီးရိုက်ကူနေတဲ့စိုးရထောင်နှစ်ဇကာမှာတော့ပါဝင်ပြီးတော့တယောက်ဆောင်နေပါရယ်ကာရက်တာနဲ့လိုက်ဖောက်အောင်လည်းပဲဂရုံတုံထားပြီးတော့ဇိုင်းအပေါ်မှာလိုက်ပါစီးမျောခန်းစားတယောက်ဆောင်နိုင်မှုတွေကတော့ချီကျူးစရာဖြစ်နေပါရယ် သိကြပါရယ်အေးကြမလို့မျက်နှာမျိုးအားပေးရတာဟာဘယ်တော့မှအရှုံးမရှိဘူးဆိုတာပါပဲရှင်ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လေအနုပညာဆက်လီတဲ့အကြောင်းအရာမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်တမရီ page တွေကို like and follow လေးလှုပ်ထားပေးကြပါအောင်နော်ပရိသတ်ကြီးကနမဲကျော်ဆယ်လီတရင်နေနဲ့မျက်စိမပြတ်ချင်ဘူးဆိုရင်တော့အမြန်ဆုံး follow ထားဖို့လည်းလိုအပ်ပါလိမ့်မယ်နော်အဆုံးထိနာဆင်ပြီလို့လည်းအားလုံးကျေးဇူးတင်ပါတယ် ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်